ဆိုတော့ကျွန်တော်စိတ်တက်မကြအောင် positive energy ရအောင်ဘယ်လိုနေလဲဆိုတာကတော့စာတော်တဲ့လူနဲ့ပေါင်းမှစာတော်လာမှာပေါ့ဘာလို့နောက်ဆုံးတန်းမှာထိုင်ရလဲရှေ့ဆုံးတန်းမှာထိုင်ရမှာငွေတော့ကျွန်တော်ဆိုရှေ့ဆုံးတန်းမှာထိုင်ဘယ်တော့မှနောက်ဆုံးတန်းမှာပဲတကယ်တည်းတုံစားနေအင်း negative energy ကဘာလဲဆိုနိုင်ငံကြားရောက်ပြီးနေတဲ့လူပေါ့ဆိုတော့အားလုံးပဲမင်္ဂလာပါဖြစ်ပါ blog ကနေပြန်လဲချစ်စုပါတယ်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးမယ့်အကြောင်းလေးရပါတော့စိတ်ဓာတ်မကြအောင်အမြဲတမ်း positive energy ရအောင်ပေါ့နော်ကျွန်တော်ဘယ်လိုနေလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတာမှဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့အထဲမှာလူငယ်တွေပါမယ်ဆိုရင်တော့အရန်ကောင်းပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအရင်ကစိတ်သက်အရန်ကြတဲ့လူငယ်တယောက်ဖြစ်ခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အဲ့အရာနေကျွန်တော်ဘယ်လိုကြော်လွားလဲဆိုတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတာမှဖြစ်ပါတယ်ဆိုတော့အားလုံးပဲ fighting မှာဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါဦးကျေးဇူးပါတော့ကျွန်တော်စိတ်သက်မကြအောင် positive energy ရအောင်ဘယ်လိုနေလဲဆိုတာကတော့ဒီလေးချက်ပုံမှန်မှုတည်ပါတယ်ဆိုတော့ဒီလေးချက်ကဘာလဲဆိုရင်ပထမတစ်ချက် social media ဒုတိယတစ်ချက်အပတ်ဝန်းကျင်တတိယတစ်ချက်အပေါင်းအသင်း စရုပ်ထအချက်ကတော့ဗာလဲဆိုရင်ခုနကျွန်တော်ပြောတဲ့ပတ်စံပတ်စံဘာလဲမူတည်ပါပထမအဆုံးနေပြောမယ်ဆိုဆိုရှယ်မီဒီယာပေါ့နော်ဆိုရှယ်မီဒီယာလို့ပြောလိုက်ပြီဆိုတာ ਨੇ Facebook ကတော့ကျွန်တော်မြန်မာပြည်မှာမပါမဖြစ်ပေါ့နော်မြန်မာမျိုးတွေအရန်ကြိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်က Facebook ရဲ့တားကောင်ဖြစ်ခဲ့တယ်ခုတော့ကျွန်တော် Facebook မသုံးပါဘူးကျွန်တော်တုံးတာက Facebook page ပဲတုံးတာပေါ့နော်ကျွန်တော် personal account မရှိပါဘူးကျွန်တော်ထားပါတော့ Facebook မှာဗာတက်လဲဆိုရင်ကျွန်တော်ပြောပြမယ်နော် positive energy နဲ့ negative energy တက်တယ်အဲ့ဒါဗာလဲဆိုရင် positive energy က ဥပမာပြောရမယ်ဆိုရင်မွေးငါရောင်းရင်တတိဖြစ်သွားတယ်လို့ဒါ positive energy အဲငါမွေးငါရောင်းမယ်အဲ negative energy ကဘာလဲဆိုတော့နိုင်ငံသားရောက်ပြီးတော့မှအဆင်မပြေလို့နိုင်ငံသားရောက်ပြီးခွင့်ပြင်းနေတဲ့လူပေါ့ sorry ပြန်ရိုင်းသွားရင် sorry ပါဘူးเนาะဆိုတော့ဒါပါတော့အဲ့ဒါ negative energy လို့ခေါ်တယ်ဆိုတော့ဒီနှစ်ခုကိုကျွန်တော်တို့ဘယ်တော့မှတပြိုင်တည်းတွေ့မှာမဟုတ်ဘူးပထမအဆုံးအနေနဲ့ positive energy ကြိုက်တဲ့လူကတေချာပေါ့ကျွန်တော်ဥပမာကြာဒီ MC ကို follow လုပ်ထားတဲ့လူကတေချာပေါ့ MC ရ တွေ့သမျှတက်သမျှ positive တွေရော negative တွေအကုန်တက်မှာဘာလို့လဲဆိုတော့ကိုကရွေးချယ်ထားတာ MC ကိုရွေးချယ်ထားတာဆိုတော့ဒုတိယချက်ကပါလဲဆိုရင်ဥပမာခုနကကျွန်တော် negative energy negative energy ကဒီပါရောက်ပြီဆိုရင်အဲဗာလဲဥပမာကျွန်တော်တို့စိတ်ကြပြောက်သွားတာတို့ပြီးတော့နောက်တစ်ခုအဲခုတော်တော်များဖြစ်ကြရပါတော့ကျွန်တော်အများကြီးတော့ဥပမာမပြောတော့ပြောမထွက်လို့ပေါ့ထွက်ထားပါတော့နိုင်ငံခြားရောက်ပြီးမှအဆင်မပြေတာတို့အဲအဲ့လိုမျိုးက negative energy လို့ခေါ်ရဲဆိုတော့ဒီနှစ်ခုမှာကိုရွေးချယ်ရရွေးချယ်ရပါတော့အဲ့ဒါကိုပြောချင်တာ positive energy negative energy ဆိုတာကိုရွေးချယ်တဲ့ social platform ပေါ်ကနေလည်းဖြစ်ပါတယ်ဆိုတော့အာနောက်တစ်ခုဥပမာပေးရမယ်ဆိုရင် social media မှာ search video တွေ search video တွေအများတန်းကြည့်ကြင်ရလဲကိုယ့်ရဲ့စိတ်ကိုအများတန်းကြစီရယ်ပေါ့နော်ဆိုတော့နောက်တစ်ခု master bait လောက်တာလည်းတေချာဘောစိတ်တဲ့အရင်ကြစီပါတယ်ဆိုတော့ master bait ကိုလူငယ်တွေအနေနဲ့ကျွန်တော်ယောက်ျားလေးပုံများရယ်ပေါ့နော်အဲကျွန်တော်ကလည်းအရင်အဲ့လိုမျိုး master bait လောက်တာအရင်များပါတယ်များတဲ့လူပေါ့နော်ဆိုတော့ထားပါတော့ ဆိုတော့ search video ရဲ့အများကြီးအများကြီးမကြည့်ပါနဲ့ပြီးတော့နောက်တစ်ခုအဲ့ဒါတွေကကိုယ့်ရဲ့စိတ်ကိုလုံးဝ emotional ကိုလုံးဝကြစေပါတယ်ပြီးနောက်တစ်ခုကိုကအဆင်မပြေပါဘူးဆိုအဆင်မပြေတဲ့ video တွေအများနဲ့ကြည့်နေတော့တေချာအဲ့လူကလုံးဝအဆင်မပြေဘူးစိတ်ဓာတ်ကိုကြတော့မှာလုံးဝအောက်ကြီးကိုထိုးဆင်းတော့မှာကိုကဘောဆိုတာ social media ကအရန်ကိုအန်တရများတဲ့ပေါ့နော်ပထမတစ်ချက်အဲ့လူအဲ့ social media ကဘယ်လောက်ထိလဲဆိုလူတတ်နိုင်တဲ့စွမ်းအားလည်းရှိတယ်နောက်တစ်ခုလူကိုမြင့်ပေးနိုင်တဲ့စွမ်းအားလည်းရှိတယ်အဓိကကိုရွေးချယ်တဲ့ social media ပေါ်မှာမူတည်ပါတယ် ဆိုတော့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကအာကိုရွေးချယ်တဲ့ဥမာ Facebook, YouTube, Instagram, TikTok ဆိုတော့မြန်မာနိုင်ငံကလူတွေအသုံးများတာကတော့ Facebook နဲ့ YouTube sorry ပါ Facebook နဲ့ TikTok ဆိုတော့ Facebook နဲ့ TikTok အသုံးများတာဖြစ်တဲ့အတွက်တိုက်ကံ follow လုပ်တင်တာဘယ်လိုမျိုးလဲဆိုရင်စာပေတွေပတ်သက်တာတွေပြီးတော့နောက်တစ်ခုကိုကြိုက်တဲ့အရာကို passion ကိုရဲ့ဝါသနာပါတဲ့အရာတွေလိုက်ပြီးတော့ follow လုပ်ထားပါအဲ့ဒီနဲ့ပတ်သက်ပြီးလိုက်ကြည့်မယ်ဆိုရင်တေချာဘောက်ကိုက positive energy အမြဲတမ်းရနေမှာဥပမာဂျင်ဆော့ရလာကြိုက်တဲ့လူကဂျင်ကိုပဲ follow လုပ်ထား ရတယ်ဥပမာဒါပေမဲ့တခုတော့ရှိရပါတော့ negative found တွေတော့သွားပြီးမလုပ်တာ negative found ဆိုလို့ခုနကျွန်တော်ပြောသလိုကိုယ့်ဘောကဘာမှအကျိုးမရှိတဲ့အရာတွေသွားပြီးတော့မလုပ်တာ ਨੇ ပြင်းစရာကြီးဆိုရင်အဲ့ဒါတွေနေတိုင်းနေတိုင်းကြည်ချင်းအပြင်နောက်ရကြရင်မကြည့်မနေတိုင်းဖြစ်သွားမယ်ဆိုတော့ပြောချင်တာကပြင်းစရာလဲကိုယ့်ဘောအတွက်အကျိုးရှိတယ်လို့ထင်ရင်လိုက်လုပ်တာဘောပေါက်လားမသိဘူးဗောနော်ဒါပေမဲ့တခုတော့ဟို search video နဲ့ပတ်သက်ပြီး knowledge sharing လုပ်တဲ့လူတွေတချို့ရှိရဗောနော်အဲ့ဒီနဲ့ပတ်သက်တဲ့ကြည်ချင်းတယ်ဆိုတော့ကြည်ပေါ့ဒါပေမဲ့အများကြီးတော့မကောင်းဘူးဗောနော်တိတ်တော့အားမပေးပါဘူးဆိုတော့ထားပါတော့ဒါဥပမာပြောတာဗောနော် ဆိုတော့ negative energy နဲ့ positive energy ကဘယ်လိုမျိုးလဲဆိုရင်တော့ရှင်းသွားမယ်ထင်ပါတယ်ဆိုတော့ဒုတိယအချက်ပတ်ဝန်းကျင်ပတ်ဝန်းကျင်ကဘာကဘာပြောတာလဲဆိုရင်ဥပမာကိုကငငယ်တော့ကပြောတယ်ဗောနော်ကျွန်တော်တို့မိဘတွေကဥပမာနင့်စာတော်တဲ့လူနဲ့ပေါင်းမစာတော်လာမှာပေါ့ဘာလို့နောက်ဆုံးတန်းမှာထိုင်နေရလဲရှေ့ဆုံးတန်းမှာထိုင်ရမှာငငယ်တော့ကျွန်တော်ဆိုရှေ့ဆုံးတန်းမှာထိုင်ဘယ်တော့မှနောက်ဆုံးတန်းမှာပဲတည်တည်တုပ်စားနေအငယ်ဆိုတော့ဒါပါတော့ဒါပါတော့ဗောအဲ့ကြောင့်အဘာလဲဆိုရင်ကျွန်တော်တကယ်တိလိုက်တာကျွန်တော်၁၀တန်းတုန်းကကျွန်တော်ကအရင် ဟိုဘယ်လိုပြောမလဲအရင် emotion နဲ့ဟိုနှစ်ပိုင်းခွဲတာတည်သွားပါတော့ negative နဲ့ positive ကျွန်တော်ဘယ်လိုတည်သွားလဲဆိုရင်ပေါ့နော်မိဘတွေလည်းလို့ပြောတာမှန်ပါတယ်ဆိုတော့ပြောချင်တာပတ်ဝန်းကျင်ခေါင်းဘယ်လိုမျိုးလဲဆိုရင်ဥပမာပြောရရင်ကျွန်တော်တို့ဒီရှေ့ဆုံးမှထိုင်တာနဲ့နောက်ဆုံးတန်းမှထိုင်တာနဲ့ကောင်းကဘာกว่าလဲဆိုရင်ရှေ့ဆုံးတန်းမှထိုင်တဲ့လူကဆရာမနဲ့နီးတယ်ပြီးတော့နောက်တစ်ခုစာမလုပ်မနေရဆရာမကလည်းရှေ့ဆုံးတန်းကလူကိုစာပို့စစ်တာပေါ့အနီးနားရှိရလို့ဆိုတော့ဥပမာပေးခြင်းဆိုရင်စာစစ်တာအဲ့တော့ပို့ဆိုတာတော်တော်များများသတိ တော်များများသတိထားမိရလို့ကရှေ့ဆုံးတန်းလူတွေကစာရန်တော်ကြရတယ်ဗောနော်အဲ့ဒါကိုသိလားမသိဘူးဘာလို့လဲဆိုတော့ तू ကပဝင်းကျင်ကောင်းမှရောက်သွားလို့ဆရာမနဲ့หนีလို့အဓိကဟုတ်လားတော့မသိဘူးဗောနော်နောက်ဆုံးတန်းလူကဆရာမနဲ့ဝေးတယ်အဲ့တော့လှုပ်ချင်တာလှုပ်လို့ရတယ်ပြောချင်တာဗောနော်ပြီးတော့ဆရာမလည်းရောက်60လုံးကအရင်ကြီးအဲ့လောက်ကြီးနိုင်တဲ့ဆရာမမရှိဘူးပြောပြဗောနော်နိုင်နေဆိုတော့အဲ့ဒါဆရာမကောင်းလို့မဟုတ်ဘူးအဓိကចောင်းသားလိမ်မာတဲ့လူများလို့ဆိုထားပါတော့အဲ့ကြောင့်ပတ်ဝန်းကျင်ဆိုတာလေအဓိကအဲ့လိုပဲဗောနော်ရှေ့ဆုံးတန်းကထိုင်နေကောင်းတယ်နောက်ဆုံးတန်းမှာထိုင်နေကောင်းတယ်အဲ့လိုကွာတာဗောနော်ဆိုတော့ပြောချင်တာက စီးပွားရေးမှာတော်တဲ့လူဥပမာ9ယောက်နဲ့လူနဲ့ပေါင်းရင်တေချာပေါက်9ယောက်နည်းကိုသိမယ်။9ဘယ်လိုရောင်းအောင်လဲသိမယ်။နောက်တစ်ခု9ယောက်နဲ့လူနဲ့ပေါင်းရင်9ဘယ်လိုရောင်းအောင်လဲသိတယ်ဆိုရင်နောက်တစ်ခု stock share ကစားတဲ့လူ stock share ဈေးကွက်ကိုသိတဲ့လူနဲ့ပေါင်းရင် stock share လောက်တက်လိမ့်မယ်။ရောင်းဝယ်တက်လိမ့်မယ်။ဆိုတော့ရွှေရောင်းတဲ့လူတွေ9ယောက်နဲ့လူဘယ်သူကပုံမြက်လဲဆိုတော့ကိုယ့်ကိုစဉ်းစားကြည့်ပေါ့နော်။ပထမတစ်ချက်9ယောက်နဲ့လူက9ညီနဲ့နံပဲမှန်တယ်။ပြီးတော့နောက်တစ်ခုဘယ်လောက်ရမှာလဲ။ဟုတ်လား။ဘယ်လောက်ရမှာလဲ။ရွှေရောင်းတဲ့လူ တလက်လက်တောက်တောက်ပြောင်ပြောင်နဲ့ဖြစ်မယ်ပြီးတော့နောက်တစ်ခုရှေ့ရောက်နေလူကဘာဖြစ်မလဲပို့ပြီးပတ်ဆံရမယ်ဆိုတော့ပြောချင်တာကအဲ့ဒါပတ်ဝန်းကျင်လို့ခေါ်တယ်အဓိကကိုယ်ရွေးချယ်ရမယ်ပတ်ဝန်းကျင်ကကိုယ့်ရဲ့အနာဂတ်ကိုဆုံးဖြတ်သွားမှာကိုယ့်ရဲ့ positive energy ကိုရအောင်ကိုယ်ရွေးချယ်တဲ့ပတ်ဝန်းကျင်ကအများကြီးกว่าတယ်ဆိုတော့ positive energy အမြဲတမ်းစိတ်သက်မကြအောင်ပေါ့နော်ဘာမှရွေးချယ်နေလဲဆိုတော့ကျွန်တော်ပြောတာပတ်ဝန်းကျင်ပေါ်မှာလည်းမူတည်တယ်ပေါ့နော်ကိုရောက်နေတဲ့ပတ်ဝန်းကျင်ဆိုတော့နောက်တစ်ခုတတိယတစ်ချက်ကိုဆက်သွားလာဘာလဲဆိုအပေါင်းအသင်းအပေါင်းအသင်းကလည်းခုနကလိုပဲပေါ့နော်ရွှေရောင်းတာနဲ့ငါးရောင်းတာနဲ့အတူတူပဲ ောက်တင်ကဥမာစေးသမားနဲ့ပေါင်းရင်စေးသမားပဲဖြစ်မှာဆိုတော့ဒီဟာကိုလူငယ်တော်တော်များလက်မခံခြင်းဘူးလို့ပြောလိုက်မှာเนาะကျွန်တော်ကလည်းလက်မခံဘူးရင်တော့တော့ဘာလဲဆိုဟာမဟုတ်ပါဘူးကိုကကူးမှဖြစ်တာမဟုတ်ဘူးပေါ့နော် emotion အရန်ကူးပါတယ်စိတ်တက်ကြနေတဲ့လူနဲ့နေရင်တေချာပေါက်စိတ်တက်လုံးဝထိုးကြတော့လားဘာလို့ဆိုတော့သူ့ရှိရအမြဲတမ်းညီးတန်နေအမြဲတမ်းအဆင်မပြေတဲ့အတန်နေကြားနေရတော့ကိုနာတစ်ချိန်မို့တစ်ချိန်တော့နားယောင်မိပါပဲအဲ့ခါကျရင်တော့ပြီလူကဘလောက်ကြီးပဲ positive energy ဖြစ်နေတဲ့လူပဲထားတော့ ို့အပေါင်းသင်းထဲမှာအရန်မကြိုးစားကျင်တဲ့လူတွေဥမာဖျားပေးသလောက်ပေါ့ကွာတို့အဲကျွန်တော်ဆိုအဲ့စကားအရန်မုံတာပါဖျားပေးသလောက်ပေါ့ကွာတို့ဒီနေ့တော့တော်ပြီကွာတို့သိရမလားအဲ့လိုမျိုးဆိုတော့ထားပါတော့ဒါကတော့အပေါင်းသင်းပေါ့နော်စုထအချက်ကတော့အရန်ကိုအရေးကြီးပါတယ်ဆိုရယ်ပတ်စံမှာပတ်စံမရှိဘူးဆိုရင်ဘယ်သူကမှမပြောပါဘူးဆိုတော့ပတ်စံရှိဖို့ဆိုရင်ခုနအရှိရပြောတဲ့ social media ပတ်ဝန်းကျင်အပေါင်းသင်းဒီ၃ချက်ကိုတိချာလေးသတိထားပြီးမှ ဟိုတုံးပေါ့နော်ဆိုရှယ်မီဒီယာဆိုလဲ YouTube Facebook TikTok Instagram အကုန်လုံးကိုတီချာတိချာပြီးမှတုံးပါပြီးတော့ပဝင်းချင်းဆိုလဲတီချာလေးလာပြီးမှပေါင်ပါပြီးတော့လျှောက်ပြီးတော့ဟိုဘယ်လိုပြောရမလဲပျော်တယ်ဆိုပြီးမှလည်းလျှောက်မလုတ်ပါနဲ့စိတ်ပျော်ရွှင်တယ်ဆိုတာကောင်းတယ်ဆိုပေမဲ့ဟိုအပြုံကနေအပြက်ဖြစ်သွားမှဆိုးတယ်ပေါ့နော်ဟိုအရင်ကိုယ်စိတ်ကြီးပဲအရင်အားမပေးပါနဲ့လူငယ်တွေအနေနဲ့ခုချိန်မှာတက်20ကျော်လူငယ်တယောက်အနေနဲ့အကြံပေးရမယ်ဆိုရင်ကျွန်တော်တို့ရှိမှဖြတ်တန်းမှာနောက်10နှစ်အတွင်းမှာချမ်းသာဖို့ဆိုရင်ကိုယ့်ကိုယ်ကိုအနည်းဆုံးတော့ อืม control လောက်အောင်မယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီဗီဒီယိုတော့လောက်ပါပဲဆိုတော့လူငယ်တွေအားလုံးကျွန်တော်လူငယ်တွေအားလုံးပေါ့နော်ကျွန်တော်ဆိုအသက်20နှစ်ပေါ့နော်ကျွန်တော်တို့လူငယ်တွေအားလုံး fighting မှာ social media ကို short သုံးပါပေါ့နော်ကျွန်တော်ကတော့ Facebook မရှိပါဘူးကျွန်တော် Facebook account personal account လုံးဝမသုံးပါဘူးဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဒီနေ့ဒီဗီဒီယိုတော့လောက်ပါပဲ bye bye